များအိမ်မောကြသွားချိန်တွင်ဝက်စ်သည်ဆိုဖာပေါ်တက်အိပ်လိုက်သည်။ကျမ်းပြင်နှင်းစားလျင်ပို၍နူးညံ့မှုရှိ၍လည်းဖြစ်သည်။မနေ့အာယုံတက်ချိန်တွင် နိုးလာခဲ့သည်။မတ်ကသူ့ဘေးတွင်ခွေခွေလေးလာအိပ်နေသည်။မေရီဂရိတ်စ်နှင့်လီဇာတို့ကတော့ကျမ်းပြင်ပေါ်တွင်ဆောင်းချုံရသားနှင့်အိမ်မောကြနေစေဖြစ်သည်သူတို့နေရောက်လဲကလေးတွေအိတ်သွားသည့်အထိ TV ကိုအတူထိုင်ကြည့်နေခဲ့ကြသည်ပြီးမှအตาအရာထကရေခဲတတားထဲမှ အရင်ကလေးကဈေးပေါ်ပေါ်နဲ့ဝယ်ပြီးတင်ထားသည့်ရှမ်ပိန်ပလင်းကိုထုတ်ကာဖွင့်ဖောက်တောက်လိုက်ကြသည် အရက်တကိုးနှင့်ပြင်မန်းနွဲနယ်မှုတို့ရောရှက်ကမထာလဲအိပ်ပြစ်မိဟု ချိန်ဝါပြစ်ခဲ့ကြသည်သို့တော်လည်း9နာရီခန့်အကြာတွင်ဝက်စီမျက်လုံးများပွင့်လာခဲ့သည်ပြန်အိပ်၍လည်းမရတော့သဖြင့် တရားရုံးထဲမှာအဖြစ်အပျက်များကိုအစီအရေးပြန်မြင်ရောက်လာမိသည်ချိန်များပြန်လာပြီးစိုးရိမ်စိတ်များနဲ့ဂျူရီများခမ်းမတဲ့သူတန်းစီပြီးအရှိုးရှိုးဝင်ရောက်လာသည်ကိုစောင့်ကြည့်ရင်းကသူတို့ဤမျက်နှာရိပ်မျက်နှာသေးများလေ့လာနေခဲ့သည်ထိုအချိန်တွင်တရားသူကြီးဟာရစ်ဆန်ဤခံ냐သောစကားသံထွက်လာသည်သူစကားများကသူ၏နားထဲတွင် အမြဲလိုပဲ့တင်ထက်ညီဟီးနေတော့မိတာဖြစ်သည်ယနေ့သည် ရာသီဥတုကလည်းတတရရရှိနေ၍ဝက်စ်သည်အချိန်ဆက်ဖြုံးမနေတော့မက်မနိုအာအตาရထားလိုက်ပြီးစောင်ပြန်ခြုံပေးခဲ့သည်အတန်မကြားအောင်အိတ်ခမ်းရှိရာသို့လျှောက်လာခဲ့ပြီးဘောင်းမီတို့ ဖနက်နှင့်ချွေးကန်စစ်ကြဲကိုကောက်ဝတ်လိုက်သည် အမှုဆိုင်နေသည့်ရမ်းများအတွင် သူသည် နေ့စဉ်လို ပြေးခဲ့သည်ကြီးသာဖြစ်သည်တခါတည်းရန်တွင်ညတကောင်းတခါတည်းရန်မနက်9:00နာရီပြီးခဲ့သည့်လကဆိုရင် မနက်3:00နာရီတွင်အိမ်မှ6မိုင်အကွာသို့ပင် ရောက်နေသည်ပြေးနေလျင်ခေါင်းလဲကြည့်ပြီးစိတ်ပြည့်စုံမှုများလဲပြေးရော့သွားခဲ့သည်သူအဖိုးကကတိယာလမ်းပေါ်ပြေးနေရင်းကတရခွင်အတွက်ဘူဟာများကို အကွက်ချစဉ်းစားနေရသည်တက်တေများကိုပြန်လည်မေကွန်းထုတ်ဖို့ တဖက်ရှိနေဂျာယာကာတင်နဲ့အခြေအတင်ပြောဖို့ဂျူရီလူကြီးများအားတင်ပြပန်ကြားနိုင်ဖို့အဆရှိသဖြင့်နေ့စဉ်လိုလောက်ရမိအလုံများကတရားစင်ခန့်ရှိနေတတ်သည်ယခုပြည်သည့်အခါတွင်တော့အမှုအကြောင်းထက် အခြားအရာများကို အာယုံဆိုင်စဉ်းစားဖို့လိုလာသည်ကမ်းခြေတစ်ခုခုကိုအပန်းဖြေခရီးထွက်ဖို့လားသို့သောတစ်ဖက်ကအယူခံဝင်လာမိအရေးကလည်း သူ့အတွက်အုံနောက်စားစရာ ဖြစ်လာသည်အိမ်မှအသာအရာထွက်ပြီးအိမ်တကာတော့ပြန်ပိတ်သည့်အထိမေရီဂရိစ်ကတုတ်တုတ်မြမလှုပ်သေးအချိန်က9:15နာရီဖြစ်သည်သူလဲအကျောဆက်သွေးပူလေးကျင်ညာလုံးမနေတော့ပဲပြေးထွက်လာခဲ့သည်တိတ်မကြလိုက်ခင်မှာပဲဟာဒီလမ်းပေါ်ရောက်လာခဲ့သည်သူလဲမစ္စစ်ပီတောင်ပိုင်းတက္ကသိုလ်ဝင်းဘက်သို့ဦးတည်ပြေးလာခဲ့သည် နေရာဒေသ၏လုံခြုံမှုရှိနေခြင်းကိုသဘောကျနေ၍လည်းဖြစ်သည်။တခါတုန်းကသူနေခဲ့သည့်ဘော်ဒါဆောင်များနှင့်ဘော်လုံးခွင်းကိုပတ်ပြေးနေခဲ့သည်။နိုင်ယူဝဲလောက်အကြာတွင်တော့ကျောင်းရှိဘက်နားရှိ သူအကြိုက်ဆုံးဂျာဘာဝက်ကော်ဖီဆိုင်ရှိရပ်ပြီးအထဲဝင်လာခဲ့သည်။ကောင်တာပေါ်25ဆင့်၄ဆင့်ကျင်းလိုက်ပြီးလာချပေးသည့်ကော်ဖီခွက်ကို ကောက်မော်လိုက်သည်။ကောင်တာ၏အစွန်းတစ်ဖက်တွင် နနခင်းထွက်သည့်သတင်းစာများစုပုံထားသည်ဟေတီဘက်အမေရိကန်သတင်းစာ၏ရှေ့မျက်နှာပုံးတွင် စလုံးမဲကြီးများဖြင့်ကရင်းတာတူအားဒေါ်လာ50တန်းစော်ထည့်လိုက်ပြီးဟုပါရှိလာသည်သူနှင့်မေရီဂရေ့စ်တို့တရားရုံးအဆောက်အဦးမှထွက်လာသည့်ဓာတ်ပုံကို ပုံကြီးချက်ဖော်ပြထားသည်ဓာတ်ပုံထဲတွင် သူတို့နှစ်ဦးသည်ပင်ပန်းလွမ်းနေနေပုံရတော့လဲပျော်ရွှင်နေသည်ကိုတွေ့နေရသည် မျက်ရည်များကျနေသောဂျင်းနဲ့ဘေကာ၏ခက်သေးသေးဓာတ်ပုံကိုလည်းထည့်သွင်းထားသည်။ရှင်နေများ၏အပြုံးများကိုလည်းကိုကံဖော်ပြထားသည်။သို့သောဂျူရီများဘက်က အပြုံးကိုတော့အနှဲငယ်သာတွေ့ရသည်။ထိုအထဲတွင်ဂျူရီကန်းထဲတွင်ဩဇာတိတ်ကမရှိခဲ့ပုံများသည့်ဒေါက်တာလီယိုနာရိုချာက အနှဲငယ်ရှေးလျားစွာပြောဆိုသွားသည်ကိုလည်းဖတ်ရသည်။သူမက ကျမတို့အနေနဲ့ကနွေရဲ့မောင်မမှုနဲ့အတူအသေးချာတွက်ချက်ပြီးလုံခြုံမှုရှိရေးကိုလိလျူရှုကျူးလွန်ခဲ့ပြီးမှဖုံးကွယ်နိုင်ဖို့ညညာလှည့်ပြားခဲ့တဲ့လောက်ရအပေါ်ဒေါသထွက်မိပါတယ်ဝက်စတီထိုအမျိုးသမီးကိုသဘောကျသွားမိ၍တောက်လက်ဆကော်ဖီကိုပြီးမေ့လျော့သွားပြီးဆောင်းမရှည်ကြီးကိုတလုံးမကြံလိုက်ဖက်နေမိသည်ပြည်내အတွင်ဂျက်ဆန်မျိုးမှနေ၍ ။စောင်ရည်အများဆုံးထုတ်ဝေနေသည့်သတင်းစာသည် ကလယ်ရီယွန်နေကြာဖြစ်သည်။အဆိုပါသတင်းစာ၏ခေါင်းကြီးပိုင်းတွင်ထိမ့်ထိမ့်တင်းတင်းရေးထားတော်လဲလေးစားဝယ်ကောင်းနေသည်။ဂျူရီများကကရင်တာတူအားအပြစ်ရှိသည်ဆိုကလွန်စွာလေးနက်သောစီရင်ချက်ချမှတ်။ဓာတ်ပုံများအကိုကားများနှင့်တရခွင်၏အသေးစိတ်ကိုဝေဝေဆဆရေးသားထားသည်။ဝက်စတီ နောက်ထပ်သတင်းစာတစ်စောင်ဖြစ်သောဒီလောက်စီမှထုတ်သည့်နေမင်းတန်တော်ဆင့်သတင်းစာကိုလန်လောဖတ်ရှုလိုက်တန်သည်နေ့စဉ်ထုတ်သတင်းစာတိုင်းလိုလိုတွင်ဓာတ်ပုံများနှင့်အတူမျက်နှာဖုံးသတင်းအဖြစ်ပါလာသည့်အတွေ့ပေတန်အင်ပေတန်ကဲ့သို့တာမညောင်ညအကျိုးဆောင်ရှိနေကုမ္ပဏီအဖို့မစိုးလာဟုဆိုရမိတာဖြစ်သည်ပြန်လဲဥမော်လာဖို့တေချာနေပြီဖြစ်၍ဝက်စ်ဘက်ကလည်းအစဉ်အသင့်ဖြစ်နေသည် ရုံးတွင်လည်းဖုံးတကွန်ကွန်နှင့်အမှုအပ်လိုသူများဆက်သွယ်လာကြပြီတော်မူ။ညသောအဖြစ်လင်းကွာမရကွာအမှုများဒေဝလီခံရသည့်အမှုများအခြားအသေးအမွှားအမှုများသာဖြစ်နိုင်၍ဝက်စ်သည်တိတ်တော့စိတ်အားတက်ကြွခြင်းမရှိလား။ဝက်စ်အဖိုးကထိုတိုသော အမှုများကိုရည်ရင်ကျဲကျဲပင် အခြားရှိနေကုမ္ပဏီငယ်လေးများထံကောင်းတယ်ပေးလိုက်ရဖို့သာရှိသည်။ဒီလိုမျိုးအမှုများက အတော်မတက်နိုင်အောင် ရှိနေသည်ဝက်စ်သည် မနေ့တိုင်းလိုလိုလာအပ်သည့်အမှုများထဲမှ ကြီးကြီးမားမားဟုယူဆရသော အမှုများကိုစင်စစ်ကြည့်စမြဲလည်းဖြစ်သည်ဒုနှစ်တည်းနှင့်ထွက်လာသော စီရင်ချက်သတင်းစာထဲကတပ်ပုံတမျိုးလုံးဤပစက်ပြားတွင်ပြောစမှတ်တွင်ခဲရမှုလို့ကြောင့်အလုံများတိတိတတ်တာပင်ရလာပြီးအောင်မြင်လာတော့မည်လည်းဖြစ်သည် ကော်ဖီကိုကုံအောင်မောတောက်လိုက်ပြီးစိုင်ထဲကထွက်လာခဲ့သည်ကာချူရိုဒီလေနေမထွက်ခင်ကပင်အိမ်မှထွက်လာခဲ့သည် သူဤအထက်မြင့်ပန်ဟောက်စ်ကြီးတဲ့တနေကုန်ပုံးနေပြီးသူ့လူများကိုဆက်သွယ်မေးမြန်းလာသည်မြဒိုင်းခံဖြေရှင်းခိုင်း၍လည်းရသည် ရှင်နေများကိုရှေ့တင်ပြီးနောက်ွယ်မှရှုံနေ၍လဲဖြစ်သည် သူပိုင်ချက်လျင်ချင်းနှင့်အဝေးတနေရာရှိ အင်္ဂွေလာကျုံးပေါ်ကသူဤစံအိမ်တော်ကြီးရှိရာထွက်သွားနိုင်သည်သို့မဟုတ်ကလည်း Palm Beach ရှိအိမ်တော်သို့လဲသွား၍ရှောင်နေနိုင်သည် သို့သောကားသည်ထို့သို့သော လူစားမျိုးမဟုတ်ငယ်စဉ်ကတည်းကရံဝဲကိုရှောင်လေးရှိသူမဟုတ် ယခုလဲလှုပ်ဖို့မရည်ရွယ်မိမားနဲ့လဲတက်နိုင်သမျှဝေးဝေးနေခြင်းဒီကလည်းတချောင်းအပါဝင် ဖြစ်သည်မင်းညားကသူမကြောင့်ငွေအတော်လေးကုံသွားခဲ့ရပြီလဲဖြစ်သည်ထိုအကြောင်းကိုတွေးရင်တနှုံနှုံနဲ့ဒေါသထွက်နေမိသည်ဘင်းတလေကားနောက်ခန်းသို့ ဝင်ထိုင်လာရင်တိုလီဘာကို good morning ဟုပြည့်လွယ်စည်းလွယ်ပင်နှုတ်ဆက်လိုက်သည်တိုလီဘာကလည်း good morning sir ဟု ပြန်နှုတ်ဆက်လိုက်တော့လေသူ့အနေနဲ့ How are you doing sir ဆိုသည့်အမေမျိုးမေးသည့်အထိမိုက်မဲမိသူတဦးတော့မဟုတ်ပေအချိန်ကမနေ့9နာရီခွဲပြီဖြစ်သည် Trudeau ယခုလိုအချိန်မျိုးရောက်လာခြင်းသည်အထူးအဆန်းဟုပြော၍မရတော့လေလုံနေကြတော့မဟုတ်ပုံမှန်အားဖြင့်နောက်တနာရီလောက်ကြမှအင်္ဂါထက်သူဖြစ်သည်